နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဒီဇင်ဘာလ၄ရက်ဇာတာပတိနေ့ ဟေဘရဲဝါရစာခန်းကြီး17အငယ်1မှ4ယုံကြည်ခြင်းသည်မျောလင့်သော အရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ထိုပါရမီကြောင့်ရှေးလူဟောင်းတို့သည်ချီးမွမ်းတော်မူခြင်းကို ခံရကြ၏ယခုမြင်ရသောအရာတို့သည်အရင်ထင်ရှားသောအရာတည်းကမဖြစ်ဘဲလောကရတ္တို့သည်ဖျားသခင်၏အမိန့်တော်ကြောင့်သာတည်တည်ကို ငါတို့သည်ယုံကြည်ခြင်းအဖြစ်တည်ကြ၏အဘေလာသည်ကာအိနာပူဇော်သောယစ်ထက်တာ၍မြတ်သောယစ်ကိုယုံကြည်ခြင်းအဖြစ်ဖျားသခင်အားပူဇော်၏ထိုသောသောယစ်ကို ပူဇော်၍မိမိဖြောင့်မတ်သည်ဟုတတ်သိခံတော်မူခြင်းကိုရလေ၏အဘေသောနိဟုမူကားသူလူသောအလူကိုဖျားသခင်လက်ခံတော်မူ၏သူဖြစ်၍အဘေလာသည်တေလွန်တော်လေယခုပင်တရားဟောသည်၏ ်ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ဟေဘဲဩဝါဒစာအခန်းကြီး17အခန်းငယ်1မြင်ရသည့်ထက်ပို၍ယုံကြည်ခြင်း19ရာစုနှောင်းပိုင်းတွင်အမေရိကန်ပြည်ထောင်စုရှိကြီးမားသော Squire အသက်ရှည်အလွန်မြင့်သောအပင်တောအုပ်များသို့ဝင်ရောက်နိုင်သူ မဆိုးစလောက်သာရှိပြီးဒုရေကြီးမားသောအပင်များဤမှတ်တမ်းအစီရင်ခံစာများကို လူများစွာတို့မယုံကြည်ခဲ့ကြပြီသို့သော1892ခုနှစ်တွင်တိတ်ခုတ်သမား၄ဦးသည်ကယ်လီဖိုးနီးယားပြည်နယ်ရှိ Big Stump တစ်တော်ရဲသို့သွားရောက်ပြီး Mark Twain အမည်ရှိအီယာမတစ်ပင်ကို 33ရက်ကြာခုတ်လှဲခဲ့သည်ထိုအပင်သည်သက်တမ်း1342နှစ်ရှိပြီးအမြင့်ပေ300လုံးပတ်ပေ90ရှိသည်လေလာသူတဦးကထွင်းအပင်ကိုခန့်ညာသောအချိုးအစားရှိသည့်အပင်တောအုပ်ရှိအကောင်းဆုံးအပင်များအနက်တပင်ဟုဖော်ပြခဲ့သည်ယခုအခါတွင်ပျက်စီးသွားပြီဖြစ်သောဤထူးခြားသောအလှတရား Squire ဒစိတ်တပိုင်းကို လူတိုင်းမြင်ရရန်အမေရိကန်သဘာဝသမိုင်းပြတိုင်းသို့ပို့ဆောင်ခဲ့ကြသည်အမှန်တရားတိုင်းကိုမျက်စိအမြင်နှင့်သာသက်သေမပြနိုင်ခြင်းကအမှန်ပါဟေပြဲဩဝါဒစာကယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ဟုဖော်ပြထားသည်တမန်ကျမ်းဤဇာလံတစ်ခုလုံးသည် လူသမိုင်းတဲသို့ဝင်ရောက်ခဲ့သောယေရှုကို အခြေခံထားခြင်းကြောင့်ယုံကြည်ခြင်းသည်စင်ကြင်တုံတရားမရှိ အခြေအမြင့်မရှိခြင်းမဟုတ်ပါယုံကြည်ခြင်းတွင် လူအသည့်စိတ်နှင့် စင်ကြင်တုံတရားများပါဝင်တော်လေယုံကြည်ခြင်းကိုထိုမျှနှင့်ကန့်သက်ထားခြင်းမရှိပါယုံကြည်ခြင်းကထိုထက်ပိုသည် လောကဓာတ်တို့သည်ဖျားသခင်၏အမိန့်တော်ကြောင့်သာတည်တည်ကို ငါတို့သည်ယုံကြည်ခြင်းအားဖြင့်သိကြ၏ထို့ကြောင့်ဟေပြဲဩဝါဒစာကယခုမြင်ရသောအရာတို့သည်အရင်ထင်ရှားသောအရင်မြင်ရသောအရာတွေကဖြစ်လာခြင်းမဟုတ်ဆိုတာသည်မတိတွေ့နိုင်သောမမြင်နိုင်သောလုံးလုံးနားမလည်နိုင်သောအရာကိုယုံရန်ခက်ခဲပါသည်သို့သောဝိညာဉ်တော်အားဖြင့်ဖြစ်တည်လာသောခရစ်တော်၌ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့မြင်ရသည်ထက်ပို၍ယုံကြည်ရန်ကူညီပေးသည်ဤမိရိကန္တ၌ယုံကြည်ခြင်းနှင့်သင်ယုံကံနေရသည်။ဖျားသခင်ကိုမြည်သို့ ပို၍သင်ယုံကြည်စိတ်ချနိုင်သည်။ ချစ်တော်ဖခင်ကျွန်ုပ်ဒီကိုတော်ကိုယုံကြည်ပြီးစိတ်ချမှုရှိစေရန် မာစတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင်နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင် နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။